ယူကရိန်းတပ်မတားဗလွန်ဒူမစလန်စကီကဘလိုလူမျိုးလဲမင်္ဂလာပါရီကွန်တီဗီယာနေပြန်လည်ကြိုဆိုပါရစေဗလွန်ဒီမစလန်စကီလို့ဆိုလိုက်တာနဲ့အားလုံးပြည်မြင်မိကြမှာကရုရှားရဲ့ကျူးကျော်မှုကိုနှိရှင် ြမ်းကြမ်းခံခံတိုက်နေတဲ့ယူကရိန်းနိုင်ငံရဲ့တမတကမ္ဘာနိုင်ငံရဲ့စက်ကုံပေါ်ကဥရောပစာမျက်နှာမှာအရေးပါတဲ့လူတစ်ယောက်ဆိုတာဖြစ်ပါတယ်ဒါကလည်းမှန်ပါတယ်ဇလန်စကီးကပူတင်ရဲ့ရုရှားတပ်တွေတူးကျော်လာတာကိုပြန်ခုခံနေရင်ဥရောပနဲ့ရုရှားအကြားမှာကြားခံလို့ဖြစ်ပေးနေတဲ့ယူကရိန်းကိုအခုထိကောင်းကောင်းဦးဆောင်နေသူဖြစ်ပါတယ်တကယ်လို့ဇလန်စကီးနဲ့ယူကရိန်းတွေတာထိမထားနိုင်ရင်ဥရောပဟာရုရှားကိုတရရရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဇလန်စကီးကနိုင်ငံရေးနောက်ခံကလာတာမဟုတ်ပါဘူး 2018ခုနှစ်လောက်ထိသူကနိုင်ငံရေးနဲ့တိုက်ရိုက်ဘာမှကိုမပတ်သက်သေးပါဘူး။ကမ္ဘာတည်နေနဲ့နှိစက်ကြတဲ့သူဆိုရင်သူကဟာတာတိယုဆောင်မင်းသားတယောက်ဆိုတော့ကိုတော့တည်ထောင်ကြမှာဖြစ်ပါတယ်။တကယ်တော့သူ့အကြောင်းကဒီထက်ကိုပိုပါတယ်။ဘလို့ပိုတယ်ဆိုတော့ကိုတော့ဒီဘက်မှာကျွန်တော်ပြပြပေးပါမယ်။ဗိုလိုဒီမာဇလန်စကီကို1988ခုနှစ်ဇန်နဝါရီလ25ခုနှစ်မှာခရိုဗီရစ်လို့ခေါ်တဲ့မြို့လေးမှာမွေးပါတယ်။အဲ့ဒီမြို့လေးကအဲ့ဒီအချိန်မှာ Ukrainian Soviet Socialist Republic လို့ခေါ်တဲ့ USSR ရဲ့အောက်မှာဖြစ်ပါတယ်။ Soviet Union လို့အများစုသိကြပါတယ်။သူ့ရဲ့ဖေ Oleksandr Zelensky က Kravirach မြို့တက္ကသိုလ်ကပုံမှန်ခါကြီးဖြစ်တယ်လို့ကွန်ပျူတာသိပ္ပံပညာရပ်မှာလည်းတွင်ကျင်သူတယောက်ဖြစ်ပါတယ်။သူ့မင်း Rama Zelensky ကတော့အနားယူထားတဲ့ engineer တယောက်ဖြစ်ပါတယ်။ပညာတတ်မျိုးရိုးကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ပညာတတ်မျိုးရိုးတွေမကပါဘူး။သူ့မိဘတွေကဂျူးနေပွားတွေဖြစ်ပါတယ်။သူ့ရဲ့ဘုံ ဆမ်မြွန်စလန်စကီးကဒုတိယကမ္ဘာစစ်မှာတပ်ညီတော်တဲ့အဝင်ထမ်းဆောင်ခဲ့ပြီးတာမန်ချီလီတပ်သားအဖြစ်ကနေဗိုလ်မှူးကြီးရာဒူအထီကိုရောက်ခဲ့ဖို့သူဖြစ်ပါတယ်။တပ်ညီတပ်ကြီးဆိုတာကတော့ဆိုဗီယက်ယူနီယံကြီးရဲ့တပ်ကြီးကိုခေါ်ပါတယ်။ဆမ်မြွန်ရဲ့အဖေစလန်စကီးရဲ့အဖေကြီးနဲ့သူ့ညီကိုသုံးယောက်ကဂျာမန်တပ်တွေဂျူးတွေကိုလူမျိုးပြုတ်တုတ်တင်ခဲ့တဲ့ဖြစ်စဉ်ကြီးမှာပြီးဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။အင်ကိုမိတင်ချိုးပြလိုက်ကြတာဖြစ်ပါတယ်။ကောင်းကောင်းချင်တော့ဒီကပ်ပီဆူကြီးကနေလွတ်လာပြီး ဆမ်မြန်ကိုမွေးပါတယ်ဒီလိုနီးနဲ့ဇလန်စကီတို့လည်းဖြစ်တည်လာခဲ့တာဖြစ်ပါတယ်ကျောင်းစာမတက်ခင်လောက်မှာဇလန်စကီကမွန်ဂိုလီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့အာဒီနက်မြို့မှာလေးနှစ်လောက်နေခဲ့ပူပါတယ်သူ့အဖေကတက်သူတွင်လုံငန်းနေမှာကွန်ပျူတာစနစ်တက်ဆင်လာတဲ့အလုပ်တွေလုပ်နေတဲ့အချိန်သူလဲပါလာတာဖြစ်ပါတယ်ဇလန်စကီကရုရှားဘာသာစကားပြောရင်းနဲ့ကြီးပင်းလာခဲ့ပြီးအသက်16နှစ်လောက်မှာမှအင်္ဂလိပ်စာကိုနိုင်ငံခြားဘာသာစကားအဖြစ်သင်ယူခြင်းစာမှုပွဲဝင်ဖြစ်ခဲ့ပြီး ဣသရေလနိုင်ငံမှာဝိညာဉ်တော်တင်တွားဖို့အခွင့်အရေးရခဲ့ပါတယ်။သူ့အဖေကမတွားခိုင်းလို့သာဥပဒေပွဲနဲ့ပဲကြောင်းပြီးခင်တာဖြစ်ပါတယ်။ဒါပေမဲ့သူကဥပဒေအလုံးမလုပ်ပါဘူး။အဲ့ဒီအစားဟာဒါဖြိုပြီးတင်ဆက်ရေးတမအဖြစ်ရှောက်လန်းခဲ့ပြီး1998ခုနှစ်မှာ Qualder 95လို့ခေါ်တဲ့အဖွဲ့ကိုသူကိုယ်တိုင် OCB ထူထောင်ခဲ့ပါတယ်။2008ခုနှစ်မှာသူက Love in a Big City ဆိုတဲ့ရုပ်ရှင်မှာပါဝင်လာခဲ့ပြီးအဲ့ဒီစကားရဲ့နောက်ဆက်တွဲ Love in the Big City 2မှာလည်းသူပါဝင်နိုင်ခဲ့ပါတယ်။နောက်ပိုင်းဇက်ကားတွေအများကြီးကူလာရပြီးယူကရိန်းနိုင်ငံရဲ့ TV Channel ကြီးတစ်ခုဖြစ်တဲ့ Inter မှာဗို့အဖွဲ့ဝင်နဲ့ထုတ်လုပ်ရေးမှူးချုပ်အဖြစ်2010ရာနှစ်2012အထိလုပ်ကိုင်ခဲ့ပါတယ်။အဲ့ဒီကာလမှာတာမတာဖြစ်တဲ့ Vano Kovac ကလည်းလုတ်တန်အစီအစဉ်မှာသူ့ရဲ့နိုင်ငံရေးအမြင်တွေကိုအများကြီးထည့်သွင်းနိုင်ဖို့ Zelensky ကိုဒေါ်လာ100,000ရောင်လက်ထိုးပြီးတောင်းဆိုခဲ့ပြီးမြင်ပယ်ခဲ့ပါတယ်။ နောက်တော့သူ့ကိုနာမည်ကျော်ဖြစ်လာစေပြီးအခုလိုတမတာတယောက်ဖြစ်လာစေမဲ့ Servant of the People လူထုရဲ့ဝန်ထမ်းဆိုတဲ့ဇာတ်လမ်းတွဲမှာ2015ကနေ2018အထိပါဝင်ခဲ့ပြီး2018မှာတမတာအဖြစ်ရွေးကောက်ပွဲဝင်မယ်လို့ကြေညာခဲ့တဲ့နောက်မေပိတ်သူ83ရခိုင်နှုန်းရဲ့မဲတွေရပြီးတမတာဖြစ်လာခဲ့တာဖြစ်ပါတယ်တကယ် Servant of the People ဖြစ်လာခဲ့ပါတယ်ဒီအကြောင်းအရာလေးကတော့ယူကရိန်းတမတာ Volodymyr Zelensky ရဲ့နောက်ခံပိုးအစားကြောင့်ပဲဖြစ်ပါတယ် အဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုတင်တဲ့တင်ဆိုလို့ရှိရင်ကတော့ subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တော့ပါ